မြန်မာနိုင်ငံမှာတော့ကဆုံလားပြည်ဆိုရင်ညောင်ရီသွန်းပွဲဆိုတာတော့ပဲသိနေကြတယ်တကယ်ကတော့ဘုရားမြတ်စွာရဲ့မွေးနေ့အခါသမယဖြစ်တယ်ဆိုတာကိုမှတ်သားဖို့ကောင်းတယ်ပေါ့မြတ်စွာဘုရားဟာဒီကနေ့မှာကဆုံလားပြည်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်လို့ကဆုံလားပြည်နေ့တိုင်းအမှတ်တရမြတ်ဗုဒ္ဓရဲ့မွေးနေ့အဖြစ် ဘုရားဘာသာဝင်သူတော်စင်နေအနေနဲ့စေပါတိလာကိုခံယူဆောက်တည်ခြင်းမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုလိုက်နာခြင်းသုံးခြင်းဖြင့်ဘုရားမြတ်စွာကိုပူဇော်တာဟာပန်းရည်ချမ်းစင်မီပန်းတို့တဲ့ပူဇော်တာတဲ့ပန်းရည်ချမ်းစင်မီပန်းတို့နဲ့ပူဇော်တာတဲ့သမပฏิပတ်တိအနုတ္တရာပူဇာလို့ဆိုတဲ့အတိုင်းလက်တွေ့ခြင်းသုံးပြီးတော့ပူဇော်ခြင်းဟာ ပိုပြီးတော့မြုံမြတ်တယ်လို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းအမတန်မှချီးမွမ်းတယ်ဒါကြောင့်မို့အမတ်တရကဆုံလာပြီဆိုလို့ရှိရင်မြတ်စွာဘုရားကိုဂုံပြုပူဇော်သောအဖြစ်လူတိုင်းလူတိုင်းရှင်ပါသီလာဆောက်တည်လို့ဘုရားမြတ်စွာကိုပူဇော်သောအဖြစ်ဘုရားနုဒတိဘာဝနာများထူးထူးခြားခြားပွားများသင်ကြတယ်ပေါ့ဒါလည်း အမတ်တရရှိထားကြဖို့ပေါ့